ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Vice Football Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဒါစနေနေ့မှာကစားမဲ့ဆန်နလန်တင်းနဲ့အာဆနယ်တင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်နဲ့ခုနှစ်နှစ်အောင်နှစ်ယောက်က Vice Football Preview ဖြစ်တင်ဆက်ပြီးတော့မှာဖြစ်ပါရခင်ဗျာကိုယ်မင်္ဂလာပါမင်္ဂလာပါအညီကဲဒါကျွန်တော်တို့တင်ဆက်မဲ့ပွဲကတော့ဆန်နလန်နဲ့အာဆနယ်ပေါ့လေတကယ်ကိုအာတန်တက် ီယာဒီပရီးမီယားလိရဲ့တန်တက်အသင်းတွေထဲမှာကျွန်တော်တို့မထင်ထားလောက်အောင်ကိုမာကြောပြီးတော့မှဒီခုတ်ထားတဲ့ကစားသမားတွေကိုတကယ်ကိုအချိန်သားကိုက်တုံပြူခွင့်ရတဲ့တကယ်လို့လဲအန်လဲဝင်ထားတဲ့အသင်းလာတော်လဲပရီးမီယားလိရဲ့အထက်ပိုင်းမှာယက်တည်နေတဲ့အသင်းဆိုတော့တော်တော်လေးဖောင်ကောင်းနေတဲ့အသင်းတစ်ဖက်ကအာဆင်နယ်ကတော့ဘာမှတော့မှကျွန်တော်တို့ဟိုအထူးထွေပြောစရာတော့မလိုပါဘူးတော်တော်လေးပြည့်စုံနေတဲ့အသင်းဆိုတော့ဒါဒီနှစ်သင်းရဲ့လတော်ဒီအချိန်မှာတွေးဆမှုကိုခုနန်းလေးအောင်ရဲ့ဒါအမြင်လေးပြောပြပါဦး အဲဒီတက်တက်အသိနေတယ်မှာဒါဆန္ဒလိုင်းရဲ့ဒီရသည်ဖြစ်တမ်းမှုတွေကတော့ဒါကိုတို့တော်တော်လေးဟိုလှုပ်ခတ်စီရေပေါ့နော်ဒါ2000 2009နောက်ပိုင်းဒါဟာစီရီအသင်းရဲ့တက်တက်လာပြီးတဲ့နောက်ဆယ်ပွဲပြီးရမတ်ရှာဖွေမှုပြီးလို့ရှိရင်ဆန္ဒလိုင်းဆယ်ပွဲပြီးဒါရမတ်18မှတ်တီရှာဖွေထားနိုင်တာအကောင်းဆုံးဆိုတဲ့အချက်ကလေဒါဆန္ဒလိုင်းအသင်းမှာတွေ့ရတယ်ဒါပေမဲ့တကယ်တကယ်ကြည့်လိုက်လို့ရှိရင်ဆန္ဒလိုင်းအသင်းရဲ့ဒီကစားသမားအစုအဖွဲ့ကတကယ်လောက်လောက်လာလာမရှိဘူးလို့ခံစားရပေါ့နော် အတင်းလိုက်စုဖက်မှုခေါင်းကြောင့်သာလျှင်ဆန္ဒလန်သွားနေတဲ့ပုံစံမှာရှိရဲအဲအဓိကအဖြစ်သူတို့အတင်းရဲ့ဖွဲ့ထွက်ခင်းခြင်းမှာဆိုလို့ရှိရင်တကယ်တကယ်ဟိုနာမည်ရကစားသမားဆိုလို့အဲ့လောက်မရှိဘူးဂရနိရှာကလို့ကစားသမားဘာထရာထရော်လီလို့ကစားသမားပရီးမီးယားလိမှာချင်လဲဘူးတဲ့ဒီလိုကစားသမားတချို့သာလျှင်အတင်းမှာဒါလောက်လောက်လာလာရှိနေတာဒါပေမဲ့လည်းဒီကစားသမားတွေရဲ့အစွမ်းဆောင်ကြီးကလည်း တယောက်ဆိုတယောက်နည်းနည်းထိရောက်တယ်လို့ပြောလို့ရတယ် ground ရှာကဆိုဒါနောက်ပိုင်းမှာတော်တော်လေးတိတာတယ်ပေါ့နော်ဟိုသူ့ရဲ့အကြပိုင်းအချိန်လို့ရောက်လာပြီလို့အားလုံးကထင်မှတ်ထားပါမိမယ်ဒါပြင်းပြလေးလို့ပြိုင်ဆိုင်မှုပြင်းတဲ့နေရာကိုရောက်လာတယ်အဲ့ဒီအချိန်မှာမှဒါတန်တက်လို့စန်ဒါလန်အသင်းနဲ့ဒါပူပေါင်းပြီးတော့မှအခုလိုမျိုး ground ရှာကပြန်ပြီးတော့ခြေစွမ်းပြနေတာတွေကလည်းတော်တော်လေးထူးခြားတယ်ပေါ့စန်ဒါလန်ပတ်သက်လို့ရှင်တော့ဒါဒီရသည်အကူအတွက်ကတော့တော်တော်လေးထူးခြားတဲ့အသင်းနဲ့ပါပါတယ်အခြားသောဒီ ချက်မြင်းအသိန်းလို့ထင်မှတ်ထားတဲ့အသိန်းတွေထပ်တော်မှဆန္ဒလန်မထင်မှတ်ထားတာတွေဒါလုတ်ပြထားနိုင်တယ်တရားဒီမှာဆိုလို့ရှိရင်အိမ်ကွင်းမှာလုံးဝမရှုံးတော့ဆိုတဲ့အချက်ကဒါဆန္ဒလန်အသိန်းနဲ့ပတ်သက်လို့ရှိရင်တော့တေချာတာကိုကောကွန်ကွန်မြင်တွေ့ရတဲ့အရာလို့ဆိုလို့ရတယ်။အာဆင်နယ်ကဒီနေ့ဘောလုံးရသည်ဒါရှေ့ရဆယ်ပွဲမှာဂိုးပေါက်ကန်သိမှုအကျင့်တရာလောက်ထိလှုပ်ထားတဲ့အချိန်မှာဆန္ဒလန်တိုက်စစ်ပိုင်းကလည်းအဲဒါမထင်မှတ်ထားလောက်တဲ့အထိ80အကျင့်80ကျော်လောက်ထိပြန်ပြီးတော့ဟိုပြီးခဲ့တဲ့ရှေ့ပွဲတင်ဆယ်ပွဲမှာလှုပ်ထားနိုင်တယ်ဆိုတော့ဒါ မဆိုးဘူးကွာတန်တဲ့အသင်းတွေထဲမှာတော့တော်တော်လေးမဆိုးဘူးလို့ပြောလို့ရတယ်အကောင်းဆုံးအနေထားပြောလို့ရတယ်တစ်ဖက်ကအာဆင်နယ်ကတော့ညီလေးပြောသလိုပါပဲဘာမှပြောစရာမလိုဘူးလက်ရှိအချိန်မှာလှုပ်တိုင်းဖြစ်နေတဲ့ကာလဒီလိုအချိန်မှာဆန်တာလိုင်းအင်ဝင်းကောင်းတဲ့ဖောင်တစ်ခုကြောင်းတော့တမျိုးတစ်ပုံစိတ်ဝင်စားဖို့ကောင်းနေတာတော့ဒီဘက်ကတော့အမှန်ပါပဲဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီ ancient ဆန်တာလိုင်းနေပဲသွားလိုက်အောင်ဆန်တာလိုင်းကဒီဟာဒီမှာဆော့ဝဲအခုပြောရတယ်မှာလည်းပါပါတယ်အင်ဝင်းမှာလုံးဝရှုံပွဲမရှိတာသေးဘူးဒီဟာဒီနှစ်ပွဲပဲရှုံထားသေးတယ်ယာဒီစအဝေးခွင်းမှာဒါသူတို့နဲ့ ဒီတန်တက်အတူတက်လာတဲ့ဘန်လေးကိုရှုံးထားတယ်ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်ချို့မှာဒါ United ကိုရှုံးထားတဲ့ပွဲစဉ်အရလို့တခြားသောပွဲတွေမှာဆန်လလန်ကတော်တော်လေးအားရစရာကောင်းတယ်အဲ့ဒီပွဲတွေမှာဒါဝန်နန်လိုအသင်းကိုမရမကအနိုင်ကန်တာမျိုးတွေချက်စီးလိုအသင်းကိုတော့အဝေးကွင်းမှာအနိုင်ကန်လိုက်တာမျိုးတွေနောက်ဆုံးပွဲမှာဆိုရင်လည်းဒါ Everton ကိုအိမ်ကွင်းမှာမရှုံးအောင်ကစားသွားတဲ့အခြေအနေကတော်တော်လေးဆန်လလန်နဲ့ပတ်သက်ရင်တော့ခံစားရတာပိုပြီးတော့ကောင်းလာတယ်ဒီသင်းရဲ့အခြေကိုကြည့်ရတော့ ီပွဲတော့မရှုံးနိုင်ဘူးဒီပွဲတော့သေကြရဲဆိုတော့ယုံကြည်မှုပို့ပြီးတော့ခိုင်မာတယ်အဓိကဖြစ်အိမ်ကွေးပွဲတင်မှာဆိုရင်ဒီလိုမျိုးယုံကြည်မှုပို့ပြီးတော့ရလာဆိုတော့ဆန္ဒနဲ့ပတ်သက်ပြီးတော့အကိုရဲ့အမြင်လေးပို့ပြီးတော့ဒါပြည့်စုံစုံပြောပြပေါ့ပြီးတော့နောက်ဆုံးပွဲမှာလည်းဒါ Granit Xhaka ရဲ့ခြေစွမ်းပြမှုနဲ့ကိုယ်တိုင်ပဲကိုသွင်းပြီးတော့မှဒါ Everton ကိုမရှုံးအောင်ကစားရဲဆိုတော့အဓိကဖြစ်အိမ်ကွေးနေမှာအရန်ကောင်းနေတဲ့အချက်ကဘာတွေဖြစ်နေဒီဟာဒီဆန္ဒနဲ့အားသာချက်အားနည်းချက်လေးပြောပြပေါ့ကိုအဲအသင်းတစ်သင်းမှာတော့ဒါအကိုတို့ အင်ဝင်းဝေးဝင်းဆွမ်းဆောင်ရေးပိုင်းမှာအဝေးကွေးမှာဒီနေ့ထူးထူးခြားခြားတာအဝေးကွေးမှာအားကောင်းနေတဲ့အသင်းတွေမှာဆိုအသင်းကြီးတွေမှာဒါစပါကိုတွေ့ရနော်စပါအင်ကွေးမှာထပ်အဝေးကွေးမှာအားကောင်းနေတယ်ဒါတကယ်ကြောက်လို့ရှိရင်တမန်ယူကြဖြစ်စင်မဟုတ်ဘူးလို့ပြောလို့ရတယ်ဆန်ဒါလန်ကအင်ကွေးမှာဒီကောင်းနေတာဒါ တမန်ယူကြဖြစ်စဉ်တစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကိုယ်အိမ်ခွေးမှာကိုကအဓိကကောင်းအောင်ပေါ့။သူများအိမ်ခွေးမှာအရင်ကြီးတော်ကောင်းနေတာနည်းနည်းဖောင်တစ်ခုအောင်းနေတယ်လို့ခန့်စားလို့ရတယ်။အဲဆန်တာလည်းကြတော့အဲ့လိုမဟုတ်ဘူး။သူတို့အားသာတဲ့ဒီအိမ်ခွေးစွမ်းဆောင်ဒါပြီးခဲ့နှစ်မှာဆိုလို့ရှိရင်ချန်ပီယံရှစ်မှာသူတို့နောက်ပိုင်းအိမ်ခွေးပွဲစဉ်တချို့မှာရင်းရိုင်ခဲ့တာရှိတယ်။ဒါပေမဲ့ဒီနေ့ကျတော့တော်တော်လေးထူးခြားတယ်။ဒီကစားသမားဖြစ်တင်မှုတချို့လောက်လိုက်တယ်။အဲကစားသမားဖြစ်တင်မှုတွေကလည်းအဲထူးခြားကြပဲလှင်းလင်းမြတ်မြတ်အထိုင်ကြတယ်။ကြည့်ဒီတန်တက်သေးနေတဲမှာမှဒါဆန်တာလန်းဆိုလို့ရှိရင်အကိုတို့တိတ်ပြီးတော့ဟို မယုံခဲ့တဲ့အသင်းနဲ့မှပါတယ်ဒါပေမဲ့တကယ်တည်းကျတော့ဆန်နလန်ကအဲ့ဒီသူတို့ကိုမယုံထားတဲ့ဒီဖီအားသိမရှိတဲ့အရာကိုပဲသူတို့ကအဖီအားကလွတ်လွတ်ကင်းကင်းနဲ့ပုံမှန်ဖောင်လေးနဲ့သွားနေသွားနေနဲ့အခုနောက်ဆုံးဆိုလို့ရှိရင်ဒီငါးပွဲဆက်အိမ်ခွေးမှာမရှုံးအဲ့အိမ်ခွေးမရှုံးတဲ့ပြင်ကိုအိမ်ခွေးမှာလည်းဒါပွဲတိုင်းတွေကိုရထားတဲ့ပုံစံမှာရှိတယ်။ဒီအသည်အိမ်ခွေးဝင်ဝင်စိတ်ဝဲကစားထားမှာဆန်ဒလန်ကူးမရတဲ့ပွဲက၃ပွဲရှိတယ်။ဒါယူနိုက်တက်ကိုရှုံးတဲ့ပွဲပြီးလို့ရှိရင်ဘန်လေးကိုအဲ့ဒါရှုံးတဲ့ပွဲပြီးလို့ရှိရင် အဲခရစ်စတယ်ဘယ်လေးနဲ့ကိုမရှိသေးရတဲ့ထပ်ပြပွဲဒီ၃ပွဲကတော့ဒါဆန်ဒလန်ကိုမရတဲ့ပွဲပေါ့နော်ဆိုလိုချင်တာကတော့ဒါဆန်ဒလန်နဲ့ပတ်သက်လို့ရှိရင်တော့ဘာမှသိပြီးတော့တူတူတူအကိုအတွက်ကတော့သိမမြင်ဘူးတင်းလိုက်စုဖွဲ့မှုလေးလက်ရှိချိန်မှာချစ်လက်တယ်တူကောင်းတယောက်ကောင်းမှုဇာသမားတွေအထက်တင်းလိုက်စုဖွဲ့မှုနဲ့ချစ်ချစ်လေးလေးလေးတွားနေတဲ့ဖောင်တစ်ခုနဲ့ပဲတွေ့ရတဲ့အတွက်ဟိုပြီးတော့ကိုမသွင်းနိုင်တဲ့ပွဲတွေရှိခဲ့သည့်တိုင်အောင်အင်္ဂွေးမှာဂိုးတွေစက်တိုက်သွင်းထားရတဲ့ဆိုတဲ့အချက်ကဒါအာဆင်နယ်လိုပြိုင်ပွဲရဲ့ရှစ်ပွဲဆက်ဂိုးမပေးထားတဲ့အသင်းကို သူတို့အတင်းထက်ပြီးတော့ဒီလှုပ်ပြနိုင်မလားဗောနော်ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့လေအကိုတို့ဒါစောစောစီ ဟိုရွေးချယ်တာတော့မဟုတ်ဘူးပေါ့နော်အဓိကစောင့်ကြည့်ရမယ့်ချက်ကဒါအာဆင်နယ်ရဲ့ဂိုးပြတ်မပြတ်ရလဒ်ဆိုတာတဲ့အာဆင်နယ်ဒီဘက်မှာဂိုးပေးရမလားဆိုတဲ့အချက်ကိုတော့မှအားလုံးကအရင်ဆုံးလောလောဆယ်မှာကြည့်နေရတော့ဒီနေ့မှသာဒီဘွဲမှာသာအာဆင်နယ်ဂိုးမပြတ်အောင်ဆိုပြိုင်ပွဲရဲ့ဂိုးပွဲဆက်ပြီးလို့ရှိရင်ပရီးမီးယားလိမှာ၅ပွဲဆက်ဂိုးမပေးရတဲ့စမ်းဆောင်ရင်းနဲ့ဒါပရီးမီးယားလိစပြီးတော့ပရီးမီးယားလိလို့အမြင်ပြောင်းလဲပြီးရတာအာဆင်နယ်အတွက်တော့ဒီနေ့ဘွဲမှာသာတကယ်လို့ဂိုးမပေးလိုက်ရဘူးဆိုလို့ရှိရင်သူတို့တို့ကတော်တော်လေးထူးခြားတဲ့၅ပွဲဆက်ဂိုးမပေးရအောင်ဆိုတဲ့နိုင်ပွဲရတယ်ဆိုတဲ့အမှတ်တမ်းကောင်းကိုပါပိုင်ဆိုင်သွားမှာဆိုတော့ဆက် နာနဲ့ပတ်သက်ပြီးတော့ဒီအချက်လေးကိုသဘောကျတယ်။အင်္ဂွေးမှာစက်တိုက်900ထားတဲ့အချက်ကဒီနေ့မှာအာဆင်နယ်ကိုဒီမျိုးတဖို့အဲဒါစိတ်ဒုက္ခပေးလိမ့်မယ်လို့ထင်တာပဲ။ဆိုတော့အာဆင်နယ်အတွက်လွှဲမရအောင်ခတ်မယ်ပွဲ။ဆိုတော့ကျွန်တော်အာဆင်နယ်ဘက်သွားလိုက်အောင်။အာဆင်နယ်ဘက်ကတော့လောလောတာပြိုင်ပွဲစုံ10ပွဲစက်တိုက်နိုင်ထားတယ်ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကအင်္ဂွေးမှာမန်စီးတီးနဲ့တစ်ဖက်တစ်ကိုယ်စီတေးကြပြီးနောက်ပိုင်းတောက်လျှောက်ရလက်တွေကောင်းပြီးတော့ပြိုင်ပွဲစုံမှာအာဆင်နယ်ရဲ့ ဟိုကစားအားကြီးอ่ะကျွန်တော်တို့ဟိုကြည်ရသမျှအာဆင်နယ်ထဲမှာဟိုအပြည့်စုံဆုံးသောအာဆင်နယ်အသင်းအဖြစ်ကျွန်တော်တို့တွေစပြီးတော့တွေ့လာရတယ်ဗောလေဆိုတော့တိုက်စစ်ကလည်းပွဲတိုင်းဂိုးတွေရတယ်ပြီးတော့ခန့်စစ်ကလည်းဂိုးတွေမပေးရတဲ့ clean sheet ပွဲတွေအများကြီးရပြီးတော့မှတဖြည်းဖြည်းနဲ့အာဆင်နယ်ကိုကြည်ရတာကတကယ်ကိုအသင်းကြီးဆန်တဲ့အသင်းထက်ပိုတဲ့ချန်ပီယံစုစီတွေ့ရွေ့သွားနေတဲ့အသင်းလို့တော့မှဒါအာဆင်နယ်ပြိသက်တွေထက်တခြားအသင်းရဲ့ပြိသက်တွေတော့မှပိုပြီးတော့မြင်လာရဲဆိုတော့အာဆင်နယ်အသင်းပေါ်အခုရဲ့အမြင်လေးလောက်ပါအောင်ကို ဟိုအတင်းတင်းရဆိုးပြီဆိုလို့ရှိရင်လည်းဒါဘာမှဟိုတဲ့မလို့မရအောင်ဆိုးတဲ့အခြေအနေရှိသလိုကောင်းပြီဆိုလို့ရှိရင်လည်းတခြားအသင်းတွေရက်တန်းအခက်တယ်ဆိုတဲ့အခြေအနေမျိုးရောက်တဲ့အထက်မှာဒါအာဆင်နယ်ကိုတော့ဒီနေ့ရာသီမှာအခြားသောဒီဥရောပပြိုင်ပွဲဝင်အသင်းကြီးတွေထဲမှာမှာ အာဆင်နယ်ကိုဒီလိုမျိုးဟို ခန်းစားချက်နဲ့ကိုရိုးတွေကြည့်လို့ရတဲ့ခိုက်တန်ကိုတော့ဒီနှစ်မှာအာဆင်နယ်ပို့ပြီးတော့ပေးဆွနေတယ်ဒီထဲမှာမှာချန်ပီယံအသင်းအသင်းဖြစ်ဖို့ဆိုရင်ချန်ပီယံစုတွေပိုင်ဆိုင်ဖို့ဆိုလို့ရှိရင်အောင်မြင်မှုတွေရဖို့ဆိုလို့ရှိရင်အသင်းအသင်းကအဓိကပေးရဖြစ်ကိုရိုးခန်းစည်းကိုပဲပို့ပြီးတော့အရင်ဆုံးတိဆောက်ကြတယ်ဒီလိုမျိုးပဲအာတီတာအဲ့လိုမျိုးတိဆောက်ရင်းနဲ့ပဲအသင်းရဲ့ခန်းစည်းကလုံးဝအောင်ချစ်လက်သွားတဲ့အချိန်မှာအသင်းရဲ့တိုက်စစ်ကလည်းဘာမှပြောစရာမလိုအောင်ဒီနှစ်မှာဒါကစားသမားအင်အားဖြည့်တင်းမှုတွေလုပ်တယ်ဒီပြောဆိုလိုချင်တာကတော့အာဆင်နယ်ရဲ့လက်ရှိကစားသမားအစုအဖွဲ့ကပွဲထွက်ကစားသမားပဲဖြစ်ဖြစ်အရန်ကစားသမားပဲဖြစ်ဖြစ်အရန် ကပ်ဖြစ်နေတာမျိုးသိမရှိဘူး။ kwaha ချက်သိမရှိဘူး။အဲ့တော့ yokrat မပါနိုင်တဲ့အချိန်ဒီမှာတော့မှဒါဂျားရဲမှာဆိုလို့ရှိရင် mirino ကဒါအထောင်းမှာကစားပြီးတော့မှတကိုးနေပါတယ်။ twin ွားတယ်ဒီလိုမျိုး ပုံစံတွေပြနိုင်တဲ့အတွက်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့လုံးဝဝေဖန်လို့ရတဲ့အချက်မျိုးတိတ်မရှိဘူး။အားကြောင့်မလို့လေဝေဖန်လို့မရနိုင်တဲ့အခိုက်အတန့်မလို့လေမဖြစ်ဖြစ်အောင်ဝေဖန်ကြတဲ့လူတွေကဘာဝေဖန်လဲဆိုတော့အာဆင်နယ်ရဲ့ဒီလိုတေကန်ဘောတွေနဲ့ကိုးသင်းတာတွေကိုဝေဖန်ဖို့ပဲဖြစ်လာတော့တခြားဘိုင်းတွေနဲ့ပတ်သက်ရင်တော့ဒါအာဆင်နယ်ကိုဘာမှပြောလို့မရတော့တဲ့အခြေအနေမျိုးရောက်နေပြီ။အာဆင်နယ်ကလုံတိုင်းဖြစ်နေတဲ့အသင်းအသင်းရဲ့ခန်းစစ်ကလည်းလုံးဝအဓိကတော့အသင်းရဲ့ခန်းစစ်ပါပဲ။ဟုတ်ကဲ့ပါ။အသင်းအသင်းဒီချန်ပီယံဖြစ်ဖို့အတွက်အသင်းရဲ့ခန်းစစ်ကအရေးကြီးတဲ့အချိန်မှာအာဆင်နယ်ရဲ့ခန်းစစ်ကထင်ထားတာတကူလုံးဝလက်ဖျားခ လာစရာကောင်းလောက်တဲ့အခြေအနေမျိုးကိုပုံဖော်ထားနိုင်တယ်အသင်းရဲ့ဒီလက်တလုံးမှာဆိုလို့ရှိရင်တကယ်ကြောက်လို့ရှိရင်ဒန်ယာပြဒနာရကစားသမားတွေကအဆင်နဲ့မှာအတန်အသင့်ပြန်မြင့်လာပြီဒီအခိုက်အတန့်မှာမှဒါဒီလိုမီနိုကလည်းကြားစရုံမှာအကောင်းဆုံးတရုပ်ပေါ်အောင်လုံနိုင်တယ်ပြီးတော့အခြားသောနေရာလိုက်ကစားသမားတွေဥမာဟိုပဝင်ကွင်းရရပြီးခဲ့တဲ့ချားရမှာဆိုလို့ရှင်လူငယ်ကစားသမားတွေနွယ်နေပြီဆိုလို့ရှင်ကွင်းလယ်မှာကစားရတယ်ပုံစံကောင်းပြရတယ်ဟုတ်ကဲ့ပါအခုက လှည့်ပြီးတော့အသုံးပြုနေတော့အာဆင်နယ်ကလှုပ်တိုင်းဖြစ်နေတဲ့ပုံစံဆိုတော့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ဘာမှအထူးထူးတော့ပြောကြမလို့ပါဘူးဟိုဂိုးဟိုဒီကိုတို့ open play ကနေပြီးတော့ဂိုးရဖို့အတွက်လည်းအာဆင်နယ်မှာတိတ်ပြီးတော့မခက်ခဲဘူးလို့ခံစားရသလို open play ကနေဂိုးမရသည့်တန်အောင်အခြားသော option ဖြစ်တဲ့အကိုတို့တေကန်ဘူးကနေဂိုးရဖို့အတွက်လည်းအာဆင်နယ်မှာအခွင့်အရေးတွေလှုပ်ဆောင်ချက်တွေကောင်းနေတယ်သူရဲ့နီးပြူဝါတွေလုံးဝ အန်ဂိုက်ဖြစ်နေတယ်ဆိုတော့ဒီဘက်မှာလည်းအာဆင်နယ်ဟိုပြိုင်ဘက်ကိုတော့တော်တော်လေးဖိဖိစီစီနဲ့တည်တည်ငြိမ်ငြိမ်တုံ့ပြန်သွားနိုင်မယ့်အနေအထားမှာတော့ရှိရလို့ခန်းစားပါရတယ်။ဟုတ်ကဲ့ပါဆိုတော့ဒါအသင်းရဲ့ဟိုတိုက်စစ်မှာပဲဖြစ်ဖြစ်ကွင်းလင်းမှာပဲဖြစ်ဖြစ်ဘယ်ကစားသမားပဲဝင်ကစားစားဒီ play style ကိုပုံဖော်နိုင်တဲ့အာဆင်နယ်အသင်းတော့ကတော့ဟို ပြိုင်ဘက်တွေသာပြောင်းပြောင်းသွားလိမ့်မယ်အာဆင်နယ်ရဲ့အခြေအနေကတော့ဒီပုံစံတိုင်းပဲခံစစ်ကနေကိုမပြောင်းတိုက်စစ်ကအချိန်တိုင်းကိုရမယ်ဆိုတော့ယုံကြည်မှုတွေတစ်ဖြည်းဖြည်းနဲ့ပို့ပြီးတော့ရလာတယ်ဆိုတော့ဒီနေ့ပွဲစဉ်တော့ကတော့ Jogaras ကဒယန်ပြဿနာကြောင့်ကျွန်တော်မပါဘူးလို့သိရတယ်ဆိုတော့တိုက်စစ်မှာဘယ်ကစားမှပွတ်ထွက်လာမယ်လို့ထင်တယ်ပြီးတော့အခုရဲ့ဒီအာဆင်နယ်အသင်းတို့ကဒီအဝေးကွေးပွဲစဉ်တွေဖြစ်တာကြောင့်ဒီတစ်ဖက်ကဆန်နာလန်လို့ခံစစ်ကောင်းတဲ့အိမ်ကွင်းကောင်းတဲ့အသင်းနဲ့တွေ့တဲ့ပွဲစဉ်မှာအဓိကအာဆင်နယ်ဘာတွေပြင်လာရမယ်လို့ထင်တယ်ဘာတွေသတိထားရမယ်လို့ထင်တယ် ပြီးခဲ့တာဂျာယက်ဆလာဗီယာဘရက်တင်တဲ့ပွဲမှာတော့အဓိကကစားအမတချို့အနာပေးသွားတာအာဆင်နယ်အတွက်ဒီပွဲတင်မှာတင်ပြချက်ပြည့်ထပ်ပြီးတော့ဘုံပေါ်နိုင်စွမ်းရှိရဲဆိုတဲ့အကြောင်းတွေ့ရတယ်ကွာဟိုခန်စည်းအစွန်ကစားသမားတွေဆိုလို့ရှိရင်အဲ့ဒီပွဲမှာအနာပေးသွားတာတွေရှိရဲဆိုတော့ဒီပွဲမှာတော့ဒါပြောစရာမလိုပါဘူးအာဆင်နယ်ကဒီနေ့ဘောလုံးရသည်ပရီးမီးယားလိချန်ပီယံဆုနဲ့တော်တော်လေးနီးကပ်လာပြီးတဖြည်းဖြည်းတစားတစားနီးကပ်လာတဲ့အခိုက်အတန့်မှာ သူပြိုင်ပွဲ၂ရက်ကြာပြိုင်ပွဲ၃ရက်ကြာအလိုဖြတ်သန်းနေရတဲ့အခိုက်အတန့်မှာလက်ရှိကစားသမားအစုဖွဲ့ကလည်းအဆင်ပြေနေရဆိုတော့လက်တလုံးမှာတော့ဆန္ဒလို့အတင်းအတွက်တော့ဘယ်ကစားသမားဝင်ကစားသားလက်တလုံးမှာကောင်းကောင်းကြီးပြားပေးတုံ့ပြန်နိုင်စွမ်းရှိအောင်တော့တွေ့ရတယ်ပြီးပြီးခဲ့တဲ့ခြာရမ်းမှာအသုံးပြုသွားတဲ့ဒါအမီနိုအထောက်မှထားမယ်ပြီးလို့ရှိရင်ဘယ်ကျမ်းမှာ process ညာကျမ်းမှာစာကာနဲ့အခုတို့ခန်းစစ်မှာဆိုလည်းအစုံလင်းရှိသွားတယ်ဟုတ်ကဲ့ပါဆိုတော့အာဆင်နယ်ကဒီနေ့ပွဲမှာလည်းဒီမီချက်ပြီးနဲ့ပြိုင်ဘက်ကိုဖိဖိစီစီတုံ့ပြန်နိုင်ဖို့ကတော့ဒါမလွယ် အေကန်လို့ပဲပြောလို့ရပါတယ်ဟုတ်ကဲ့ပါဆိုတော့တေဂျာရောအာဆနယ်အားသာချက်အပြည့်ဝရှိပါတယ်ဆိုတော့တော့တော့ဒီပွဲအတွက်ဟိုချိန်ထိုးကြည့်လိုက်မယ်ဆိုရင်တော့အာဆနယ်နိုင်မလားပေါ့ဒီလိုပဲကောင်းစင်သွားအောင်ပေါ့လေအခုရဲ့အမြင်ဘယ်လိုရှိမလဲဒီကအဖြစ်ဆန်နာလန်အိမ်ကွင်းအခြေအနေကောင်းနေရယ်အာဆနယ်နိုင်မလားပြီးကြတော့ဆန်နာလန်ဂိုးသွင်းနိုင်မလားဆိုတဲ့အချက်လေးနဲ့ပတ်သက်ပြီးတော့အခုရဲ့ဒါဒီနေ့ပွဲစဉ်အတွက်အခုရဲ့ထင်မြင်ယူဆချက်လေးပြောပြပေါ့ တရားတော့အရန်လွယ်တယ်လို့ပဲပြောရမှာပေါ့။ဘာလို့လဲဆိုတော့ဆန္ဒလန့်ကဟုတ်တယ်ဒီနှစ်ပေါ်လုံးရသည်အိမ်ခွင်ရှုံးခွင်မရှိသေးဘူး။သုံးပွဲနိုင်တယ်နှစ်ပွဲသေးကြတယ်။အိမ်ခွင်မှာပွဲတိုင်းခိုးသွင်းထားတယ်။စုတော်ညာလဲတစ်ဖက်ကအာဆင်နယ်တင်းရဲ့လုံးဝဟိတက်နေတဲ့လုံးဝလစ်ထွက်နေတဲ့သူတို့ရဲ့ဖောင်ကြီးကဒါတစ်ဖက်ကအသင်းကိုတော့မကန်ခင်တည်းကအရင်ရှိနေစီတယ်ကွာ။အဲ့ဒီချက်နဲ့တင်ဒါအာဆင်နယ်ကဒီနေ့မှာ အဲဒီပွဲမှာတော်တော်လေးပြန်ဘက်ကိုဖိဖိစီစီနဲ့စီစီပူပူကန်နိုင်မဲ့အနေအထားရှိတယ်။ပြီးလို့ရှိရင်အသင်းရဲ့ခံစစ်ကလည်းတေချတယ်။ဒီလောက်တော့မှကောင်းပြီးမှတော့ထပ်ပြီးတော့ပြန်ဘက်ကိုဂိုးမပေးအောင်တော့ဆွမ်းဆောင်နိုင်ပါ။အာဆင်ကဂိုးဂိုးမပေးရဘူးအတွက်ပွဲတွေမှာ ကန်နေတဲ့ပုံစံမျိုးရှိရင်ဒီတိုင်အောင်ပြန်ဘက်အသင်းတွေတကယ်တကယ်တမ်းတင်မဲ့တဲ့ဂိုးပေါချင်းချောက်မှုတွေကိုလည်းအာဆင်နယ်တော်တော်လေးခွင့်မပြုထားတော့တွေ့ရတဲ့အတွက်အာဆင်နယ်ခန်းစင်းနဲ့ပတ်သက်ပြီးတော့လုံးဝအားရတဲ့အပိုင်းရှိတယ်။အသင်းရဲ့တိုက်စစ်ကတော့ဒါတကူလောက်ရောက်သွားပြီးရင်ထိန်းကန်လိုရလောက်တဲ့အခြေအနေကိုအာဆင်နယ်ဖန်တီးလို့ရတယ်ဆိုတော့အာဆင်နယ်ဒီနေ့ပွဲမှာဒါဂိုးတော်မှမပေးရနိုင်တဲ့ပုံစံမျိုးနဲ့အခုလိုရှေ့ဆက်သွားမယ်လို့တော့ထင်တယ်။ဂိုးပြတ်မပြတ်ကတော့စောင့်ကြည့်ရမယ်။အာဆင်နယ်နိုင်မယ်။အဲဂိုးမပေးရတဲ့နောက်ထပ်ကလင်းရှိပွဲပြိုင်ပွဲရဲ့ 6ဘွဲ့ဆက်ဒါပရီးမီးယားလိမှာ9ဘွဲ့ဆက်ကိုမပေးရတဲ့ဖောင်တစ်ခုအာဆင်နယ်ဆက်ထိန်းနေသူတို့သွားမယ်လို့တော့ကိုကတော့ထင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့အာဆင်နယ်ဘက်မှာအသာချက်တွေအများကြီးရှိတယ်ပေါ့လေကျွန်တော်လည်းဒါအခုနဲ့အမြင်တူပါတယ်အဓိကအဖြစ်ဆန်နာလဲအိမ်ခွေးမှာကောင်းနေတယ်ဆိုတော့ညာလဲ တွေ့မဲ့အသင်းကပြောချင်တာကလက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းဖြစ်နေတာတကယ်ပြီးပြည့်စုံတဲ့အသင်းအသင်းကိုဆန်နလန်ကအင်ကွင်းမှာအဲ့ခံဖို့ဆိုတာပုံစံကောင်းတစ်ခုနဲ့အဲ့ခံဖို့ဆိုတာအရန်ခက်လိမ့်မယ်ပါစနယ်ကတော့လက်ရှိချိန်မှာဘယ်သူပဲဝင်ကစားစားဘယ်ပွဲကစားစားဘယ်ကောင်းစစ်အောက်ကပြိုင်ပွဲကိုပဲကစားကစားတကယ်အာစနယ်အစစ်မှန်ဆိုတဲ့ feeling ကိုရတာနောက်ဆုံးဒါကြည့်ကာရဘောင်းဖလားပွဲသမားဆိုရင်လည်းဒါ Brighton လိုအသင်းကိုလူငယ်တွေနဲ့အရန်တွေနဲ့နိုင်သွားတာပဲပြီးတော့ဒါ ဒီကျွန်တော်တို့ Slavia Prague နဲ့ပွဲမှာဆိုရင်လည်းအချိန်နေကောင်းပြီး Arsenal နိုင်သွားပြီဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် Arsenal အတွက်ကတော့ယုံကြည်ခြင်းစရာတွေများတယ်ဆိုတော့ဒီနေ့ပွဲမှာလည်းကျွန်တော်ကဒါအခုနဲ့မြင်တူပါတယ် Arsenal အေးစစ်စစ်တက်တောင်တက်တာနဲ့လည်းဟိုကလည်းပါလေထိတ်ခိုက်ပြီးဆုံးမှုလေနော်ထိတ်ခိုက်တွေ့မှုဘယ်လိုရှိလဲ Arsenal ကတော်တော်လေးကောင်းလာတယ်ဒါ2009နောက်ပိုင်းတွေကဆန်ဒါလန်ကိုလုံးဝမရှုံးဘူးဒီလီပြိုင်ပွဲတွေမှာလုံးဝမရှုံးမဲနဲ့စွမ်းဆောင်ရည်တော်တော်လေးကောင်းလာတယ်ဖောင်တော်တော်ကောင်းလာတဲ့အတွက်ဒီပြန်လည်ပြီးတော့တကြောပြန်တွေ့တဲ့ဒီထိတ်ခိုက်တွေ့ဆုံးမှုမှာလည်း Arsenal တည်တာမယ်ထင်တာပါပဲဟုတ်ကဲ့ပါဆိုတော့နှစ်သိန်းကျားမှာထိုက်တိုက်တွေ့ဆုံမှုရလဲကိုရယ်လက်ရှိခြေကလည်းလုံရင်လုံးတလောက်ဖြစ်တဲ့အာဆင်နယ်အသင်းပဲဒါပေးကုန်မဲ့နိုင်ပွဲတစ်ခုနဲ့နိုင်သွားလိမ့်မယ်လို့ကျွန်တော်ကလည်းယူဆပါရတယ်ဆိုတော့တကယ်တမ်းဖြစ်လာမလားဆိုတော့ကျွန်တော်ပွဲတွင်မှာပဲကြည့်လိုက်အောင်ကို ကြည့်ရှုနေကြရပြည်သူများကျွန်တော်နဲ့ဒါကုနန်လေးအောင်တို့ရဲ့ Sunderland Arsenal ပွဲစဉ် VOF review ဖြစ်ပါတယ်။ကြည့်နေကြတဲ့ညီကိုရေးပြည်သူတွေ Arsenal ပြည်သူတွေရှိရင်လည်းဒီပွဲမှာ Arsenal အသင်းနိုင်မှာမလားပြီးတော့ခန်းစစ်က clean sheet ထက်ရမလားအောက်ကကိုမမမန်းငယ်ပေးဖို့လည်းဒီကနေ့မြေတားရက်ခန့်ချင်ပါတယ်။ကြည့်ရှုနေကြတဲ့ပြည်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။